အဲ့လိုပဲမင်္ဂလာပါကျွန်တော်ပြင်မှာပါတော့ပါတီရှင်ခွင့်ရအကြောင်းကျွန်တော်ပြောပြပြင်မှာဖြစ်ပါတယ်အဲတချို့ကြတော့ဗျာကျွန်တော်က window ကတင်ခဲ့ပြရပြီပေါ့နော် window နဲ့တင်ပြရယူ window ထဲရောက်ပြရမှာကျွန်တော်တို့ကချိုးဆိုလို့ရှိရင်ဗျာ window တင်တဲ့ခါမှာပေါ့နော် partition ကိုသုံးလေးခုခွဲရအောင်ရှိတယ်ပေါ့နော်ကိုကအဲ့လိုခွဲခြင်းဒါမှမဟုတ်အဲ့လိုခွဲခြင်းပြင်မဲ့လေကိုက window တင်ပြရတဲ့ခါကျလို့ရှိရင်အခုမှ CAD ရဲ့နှစ်ချမ်းပဲခွဲလိုက်ဗျာအဲ့လို CAD ရဲ့နှစ်ချမ်းပဲခွဲလိုက်တဲ့ခါကျလို့ရှိရင်ကိုကဒီချမ်းမှာပဲနောက်ထပ်ပေါ့နော် ဲဒီ local ဆိုဒီဒီ e တို့ f တို့ထပ်ခွဲခြင်းတယ်ဒါမှမဟုတ် dc ချမ်းမှာပဲထပ်ပွားခြင်းတယ်ပေါ့နော် c ချမ်းမှာထားခဲ့တာများပါတယ် g ချမ်းမှာထားခဲ့တာများတယ်နောက်တစ်ခုထပ်ခွဲခြင်းတယ်ပေါ့နော်ဒီလို partition တခုထပ်ခွဲခြင်းတယ်ပေါ့ဒါပေမဲ့ computer ကိုလောလောလဲဆိုကျွန်တော်တချို့ကြတော့လဲ window ပြန်ချပြီးတော့ပေါ့နော်အဲ partition ခွဲနေမှာနှစ်ခုသုံးခုခွဲခဲ့ရရှိတယ်နော်အခုကကြတော့ကျွန်တော်ပြပြပြမှာကြတော့အဲ့လိုမဟုတ်ပြန်တဲ့ဒီ window လဲချကြမှာလို့ပေါ့နော် အလိုကုစုံနဲ့ပါရရှင်ကိုဘယ်လိုခွဲလဲပြီးလို့ရှိရင်ဘယ်လိုပြန်ဖြတ်လဲပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောပြပြမှာဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီပြီးလို့လေ့လာကြည့်လိုက်ကြအောင်ဒီတော့ကျွန်တော်တို့ဘာဒီမှာလဲ this piece ဆိုတာရှိရပေါ့နော် this piece ကတော့ကျွန်တော်တို့က right click ချက်နှိပ်လိုက်ပြီးမှ show more options ဆိုရှိရပေါ့နော် show more options ရမှာမှာဒီမှာကျွန်တော်က manage ဆိုရှိရပေါ့နော်အဲ့ manage ချက်နှိပ်လိုက် manage နဲ့ပြီးဆိုရှင်ဒီမှာကျွန်တော်တို့ကတော့ awesome မှာမှာ disk management ဆိုရှိရမယ်เนาะ disk management ချက်နဲ့ပြရမယ်ဒီမိဒီမှာပေါ့ဒါကတော့နော်ကိုယ့်ရဲ့ local မှာပေါ့နော်ဒါဘယ်လောက်ရှိလဲပေါ့နော်စုစုပေါင်းဒီမှာသူပြတာကနော် disk 0ဆိုရှိရမှာ office အခြေခံအမှသူဘယ်လောက်ရှိလဲဆိုရှင်196.9 GB ပေါ့နော်အဲ့တော့ပဲရှိသေးပေါ့နော်ဒါပေမဲ့ဒီ computer ဝင်တော့သူပြ5 512 ပေါ့နော်၅ဒသမပါလို့ပြောဒါပေမဲ့တကယ်အကောင်လုံးပါတော့196ပဲပါတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ပေးရတဲ့ဘယ်လောက်သုံးခါဆိုလို့ရှိရင်ပေါ့နော်ဒီမှာကျွန်တော်စီချန်ထဲမှာဆိုလို့ရှိရင်ကျွန်တော်280ကစ်ကိုသုံးထားတယ်ပြီးလို့ရှိရင်ဒီချန်ထဲမှာကျတော့အဲ195သုံးထား recovery လုပ်နေတာကျတော့ recovery protection ထဲမှာကျွန်တော်669 MB ရှိတယ်ပေါ့နော် အဲ့ဆိုရှင်ကျွန်တော်တို့ကအခုနောက်ခုဖွဲ့ပြမယ်ပေါ့နော်ကျွန်တော်အရင်ဆုံးဒီ channel မှာကျွန်တော်တို့နောက်တစ်ခုပေါ့နော်နောက်တစ်ခုဖွဲ့ပြမယ်ပေါ့နော်ဒီ channel မှာမှာကျွန်တော်တို့ကကိုလိုချင်တော့ပေါ့နော် tank kit ဆိုလဲ tank kit 11 kit ဆို11 15 kit ဆို20 20 20 kit ဆိုလဲ20ပေါ့နော်ဘယ်လိုဖွဲ့ပြလဲပေါ့နော်အဲ့ဆိုကျွန်တော်တို့ကဒီ channel တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးဆိုရှင်ကျွန်တော် bracket ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးဆိုလို့ရှင်ဒီမှာတော့ skins ball လို့ဆိုရှိတယ်ပေါ့နော်အဲ့တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်ဒီမှာပေါ့နော်ဒီ channel မှာစုစုပေါင်းအာရှိတယ်ပေါ့ကက်ပမာဏကဒီရရှိရပေါ့နော် အဲဒီရရှိအောင်ကျွန်တော်ကဘယ်လောက်ယူမှာပေါ့တကစ်မှာဆိုလို့ရှိရင်1024 MB ရှိတယ်ပေါ့နော်အဲဆိုရှင်ကျွန်တော်ကဥပမာပြောကျွန်တော်စက်ကစ်ယူမှာဆိုရှင်1024ပေါ့နော်နဲ့လေးစက်ကစ်ဆိုတော့အနောက်မှာ300ထက်ထလိုက်ပေါ့နော်အပြင်ကျွန်တော်ကဒီမှာ skin ဆိုတဲ့ချက်ပြန်နှိပ်ပေးတယ်နှိပ်ပြီးဆိုကြည့်ပါဦးပေါ့30 30GB ရှိပါတယ်ဒါပေမဲ့30 GB ဒီတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကအာ ဒီတိုင်းပဲပေါ်သေးတယ်ဗောဒီတိုင်းပဲပေါ်သေးတယ်ကျွန်တော်တို့က window အမှပန်ကြည့်မယ်ဆိုလို့ရှိရင်ဒါပေါ်မှာမဟုတ်သေးဘူးဗောနော် legacy ID ရယ်ပဲရှိမှဒါပေမဲ့ဒီကမ်းမှာတော့ခုန195တဲ့မှာတော့မရှိတော့ဘူးဗောနော်184ပဲရှိတော့เนาะကျွန်တော် target UI ဒါမှမပေါ်သေးဘူးဗောနော်အဲ့ဆိုရှင်ကျွန်တော်တို့ဒီမှာပေါ့နော် unlocated ဆိုတာဖြစ်နေပေါ့နော် unlocated ကိုကျွန်တော် locate ချင်ဖြစ်အောင်လုပ်ရမှာပေါ့နော်အဲ့ဆိုရှင်အဲ့ regular ချက်နေပြီလေနေပြီဆိုရှင်ဒီမှာ new server ပေါ်လို့ဆိုတာရှိရပေါ့နော်ဟိုတစ်ချက်နေပြီလိုက်နေပြီဒီမှာ next ကိုနေပြီပေါ့နော်ဒီလိုပေါ့နော် ဲ့ပြီးဒီမှာဒီကျမ်းမှာကျွန်တော်နာမည်ကိုပါထားမှာ A ထားမလား B ထားမလားကိုကြက်တို့ထားလိုက်ရပါတော့เนาะဒါကဒီမှာ E ထားတာပဲကျွန်တော်မပြောင်းတော့ဘူးเนาะပြီးလို့ရှိရင် next ကိုနှိပ်ပြမယ်ဈေးလိုက်ပြမယ် finish ကိုနှိပ်ပြမယ်ဒါဆိုလို့ရှိရင်ဒီမှာပေါ်လိုက်ပါเนาะ new value ease of boy ဒီမှာလည်းတက်လိုက်เนาะအဲ့ဆိုဟောလာမလို့ကျွန်တော်ပြန်ကြည့်လိုက်ပါเนาะ this pc တက်တစ်ချက်ဝင်ကြည့်လိုက်မယ်ဟုတ်ကဲ့အဲ့ဆိုဒီမှာပေါ်လိုက်ပါเนาะဒီမှာကိုတက်တမှာကိုချောက်ကြည့်ပြီး freeze ဆိုတာပေါ်တယ်ပေါ့เนาะဒါခုနကတော့ကျွန်တော် ဒါထုတ်လိုက်တယ်ပေါ့နော်ဒီဒီ channel ကလည်းကျွန်တော်ခွဲထုတ်လိုက်တဲ့ tank kit ပေါ့နော်အဲ့ဒါကိုကျွန်တော်မလို့ရှင်ဒီထဲကိုပြန်ထည့်မှာဆိုရှင်ဘယ်လိုပြန်လုပ်ရလဲဆိုတော့ကျွန်တော်ပြပြပေးပေါ့နော်အဲ့ဆိုရှင်ကျွန်တော်ခုနတည်းကပြန်ဝင်မယ်ပြန်ဝင်ပြည့်ဒီပေါ့နော်ခုနအာနဲ့အပေါ်ထက်ခဲ့တယ်ပေါ့နော်ဒီ channel ကိုဆက်နေတယ်လေဒီကျွန်တော်တို့က right click တန်းနိုင်မယ်ပြီးလို့ရှိရင်မှ delete follow ဆိုတာရှိတယ်ပေါ့နော်ဒီမှာ delete blue နိုင်မယ်ပြီး yes ဆိုတာနှက်ပြလိုက်မယ်နှက်ပြီးဆိုမှ unlocked ဖြစ်ပါပြီပေါ့နော်အဲဆိုလို့ရှိရင်ဒီ channel ကိုပြန်နိုင်မယ်နှက်ပြီးလို့ရှိရင် right click နိုင်မယ်နှက်ပြီးဆိုလို့ရှိရင်တော့ဒီမှာ extract follow ဆိုတာရှိရပါတော့အဲကျွန်တော်ဒီ channel နေနေပြီးလို့ရှိရင်စဉ်းစားပဲ next နေပြန် next နေပြန် finish နေပြန်အဲဆိုလို့ရှိရင်ဒါမရှိတော့ဘူးเนาะဒီမှာ190နိုင်ငံတက်မှာ 3GB ဆိုတာသူရ original ခုနထားခဲ့တဲ့အတိုင်းပြန်ရှိပါပြီအဲဆိုဟောလာမလားဆိုတော့ကျွန်တော်တို့ပြန် check ပြန်ကြည့်ရမယ်เนาะအဲဆိုဒီမှာတွေ့ရတဲ့အတိုင်းမြင်ရတဲ့အတိုင်းပါเนาะဒီ channel မှာမှာခုန e ဆိုမရှိတော့ဘူးလို့ရှိရင်ခုနက180နဲ့အခု194ဖြစ်ပါပြီပေါ့เนาะဒါဆိုရှင်ခုနကကိုထုတ်တဲ့ဟာမထုတ်တော့ဘူးနဲ့ဒါပြန်ပေါင်းထည့်လိုက်တာပေါ့เนาะအဲ့လိုပဲနောက်တစ်ခါ C channel မှာပဲဘယ်လိုထုတ်လဲဆိုလို့ရှိရင် YouTube ပဲပေါ့နော်ဒီနေ့ကျစားပဲ C channel တစ်ချက်နေမယ် C channel မှာကိုကတကယ်လို့ပေါ့နော် MI ခွဲခဲ့တာများသွားပြီပေါ့နော်အာ Windows တင်နေတာ partition ခွဲတယ်ပေါ့ C channel မှာများသွားပြီပေါ့ C channel ရမှာ partition တစ်ခုထပ်ခွဲခြင်းနေပေါ့နော်ကိုဒီ channel မှာလည်းကိုကနည်းနေတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်ဖက်ကများလို့ခွဲခြင်းနေဆိုရှင်ဒီဒီလေးကတော့တုံးနေပေါ့နော်အဲ့ဆိုရှင်ကျွန်တော် regular တစ်ချက်ပြန်နေမယ်အဲ့ဒီမှာ skin ball လို့ဆိုရှိတယ်ပေါ့နော်တစ်ချက်ပြန်နေလဲတော်တော်ခဏဆောက်ရတယ်ပေါ့နော် အဲ file ထည့်ထားထည့်ထားဆိုပေါ့နော်ဘာမှမရှိတော့နည်းနည်းမြင်တယ်ပေါ့အဲ့ထက်မှအမ file ရှိလို့ရှိရင်တော့နည်းနည်းတော့စောက်ကြည့်ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရှင်ဒီမှာ C channel မှာကျွန်တော်ရှိတာက2805000ရှိတယ်ပေါ့နော်အဲ့ထက်မှာကျွန်တော်က target ယူမှာဆိုလို့ရှိရင်ခုနခုနလို့ပေါ့နော်ကို target ပေါ့ကိုလိုချင်တဲ့လောက်ယူလို့ရတယ်ပေါ့နော်

အဲကြောင့်ကျွန်တော်တို့က allocated ကို located ဖြစ်အောင်ပြန်လုပ်မယ်ဒီ origin နှိပ်မယ်ပြီး regular နှိပ်မယ်လို့ရှိရင်ဒီမှာ new sample policy ရှိတယ်ပြီး next နှိပ်မယ် next နှိပ်မယ်ပြီးခုနလိုပဲကိုကြိုက်တဲ့ number u မှာ o ဆိုတော့ o ပေါ့ပြီး next ကိုနှိပ်မယ် next ကိုနှိပ်မယ် finish ကိုနှိပ်ပေါ့နော်ဒါဆိုလို့ရှိရင် format ဒီဖြစ်သွားပြီပေါ့နော်ပြီးလို့ရှိရင်ဒီမှာ target ဆိုပေါ်ပါပြီဒီမှာလည်းပေါ်ပါပြီဟုတ်လားမဟုတ်လားကျွန်တော်ပြန်ကြည့်လိုက်မယ်နော် this video ကိုကျွန်တော်ပြန်ဝင်လိုက်မယ်အဲဆိုကြည့်ပါပေါ့နော် you follows o ဆိုတာပေါ်လာပြီပြီးလို့ရှိရင်ဒီမှာကိုဘာမှမရှိဘူးပေါ့နော်ကိုထားကိုခွဲ ကိုခွက်ခဲ့သလောက်ဒီမှာလက်ပေါ်နေပြီပေါ့နော်ဒီရောက်ကိုကျွန်တော်တို့ကရွှေချက်နေတာပေါ့ဒီရောက်ကိုနော်ကိုကဒီ C ချမ်းထဲမှာခွက်ခဲ့တယ်ဆိုလို့ရှိရင် C ချမ်းထဲမှာပဲပြန်ထည့်လို့ရပါပေါ့နော် C ချမ်းမှာခွက်ခဲ့ပြီးတော့ D ချမ်းထဲမှာကျွန်တော်ကပြန်ထည့်လို့မရဘူးပေါ့နော်အဲ့ဒါတော့ရွှေချက်ပေါ့နော်ကိုက D ချမ်းထဲက track ခဲ့တယ်ဆိုလို့ရှိရင်လည်း D ချမ်းထဲကခွက်ထုတ်ခဲ့တယ်ဆိုရင်ကျွန်တော်ပြန်ပေါင်းလဲ D ချမ်းထဲပဲပြန်ပေါင်းလို့ရမယ် C ချမ်းထဲကျွန်တော်ပေါင်းလို့ရမှာမဟုတ်ဘူးပေါ့နော်ဒီကပြန်ပြန်မှခွက်ခဲ့တဲ့ C ဘက်သူပြန်ပေါင်းလို့ရမှာပေါ့နော်အဲ့ဒါဆိုရှင်ကျွန်တော်တို့ဒီမှာ D အောင်ကိုရေနော် right click လိုက်ပြီးလို့ရှိရင်ဒီမှာ delete follow ဆိုရှိရပါတော့ delete follow ဆိုတော့ just ကိုနေပြလိုက်မယ်ပြီး allocate ဖြစ်သွားအဲ့ဒါကျွန်တော်ဒီမှာဒီ channel မှာပြန်ပေါင်းရရလာမြင်ရတော့ကျွန်တော်နေပြမယ်ဒီမှာဆိုလို့ရှိရင် extra follow ဆိုမပေါ်ဘူးပေါ့နော်ဒါကဘာလို့လဲဆိုတော့သူဒီ channel ကခွဲထုတ်ခဲ့တာမဟုတ်လို့ပေါ့နော်အဲ့ကြောင့် extra follow ဆိုမပေါ်ဘူးကျွန်တော် C channel မှာကျွန်တော်နှိပ်ကြည့်လိုက်မယ်ဒီမှာ extra follow ဆိုတာပေါ်တယ်ပေါ့နော်အကယ်၍ခုနလိုပဲဒီ channel ထဲမှာခွဲထုတ်ခဲ့ပြီးတော့ခုန C channel မှာသက်ကန်ထည့်မယ်ဆိုလို့ရှိရင်ခုနလိုပဲ extra follow ဆိုတာပေါ်အောင်မှောက်ပေါ့နော်ဒါသူစီကခွဲထုတ်ခဲ့မှာသူကပေါ်မှာပေါ့နော် ဲ့ဆို extra ball လို့ကျွန်တော်ပြန်နှိပ်မယ်ပြီးရင် next ကိုနှိပ်မယ်ပြီးရင် next ကိုနှိပ်မယ်ဘာလို့ဆောင်လို့ဘာလို့တရက်သူ့တိုင်းသူပြန်လောက်ပြအဲ့ဆိုလို့ရှိရင်ဒီမှာ C channel မှာပြန် bound ထည့်ပြရပါတော့အဲ့ဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ပြန်ကြည့်တိုင်းမယ်အဲ့ဆိုချက်ဒီမှာပေါ့နော်150 GB နဲ့190 GB အဲ့တော့ရှိတာကတော့ အကောင်လုံးပြန်ပြရှိတာ280ချီပြည့်194ချီပြည့်ပါနှစ်ခုပဲရှိအောင်နော်ဒါဆိုပြန်ပေါင်းထည့်ပြရပြောဟုတ်ကဲ့ပါအားလုံးအဆင်ပြေပါအဆင်ပြေကြပါစေပေါ့နော်ဒီဟာကတော့ partition ခွဲတာကတော့ဒါကတော့ကိုက file size တွေရဲ့အာတိတခွဲထုတ်ခြင်းတွေပေါ့နော်အာ PSD file တွေ PSD file တွေပေါ့ Photoshop နဲ့ပတ်သက်တာတော့တသက်ခွဲထုတ်ခြင်းတွေပေါ့အဲ့လိုဟာမျိုးတွေမှာဆိုလို့ရှိရင်ကိုက Windows နဲ့တင်ခဲ့ပြီပါကြီး partition နဲ့နှစ်ခုပဲခွဲထားတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကိုက partition အများကြီး၃၄ခုခွဲခြင်းတယ်ဘယ်လိုခါအဲ့လိုခါမျိုးတွေမှာဆိုလို့ရှိရင်ဒီဟာအရောက်အတော့ဝင်တယ်ပေါ့နော် Windows နဲ့ပြန်ချစရာမလိုဘူးအဲ့လိုကူဆုံးတယ် ွဲလို့ရတယ်ပေါ့နော် anti-lie ကိုကျွန်တော်ပြပြပြဖြစ်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ခင်ဗျာဒီဗီဒီယိုတွေကခင်ဗျားတို့အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ရဲ့ပေါ့နော် YouTube channel လေးကို like and subscribe လုပ်ပေးဖို့လည်းတောင်းဆိုပါတယ်နောက်ဗီဒီယိုတွေမှာလည်းအာဘုဒ္ဓတရားရစီရည်နဲ့ဒီကွန်ပျူတာနည်းပညာနဲ့ပတ်သက်တဲ့အရာတွေပေါ့နော်ကျွန်တော်လက်လံပြီးသလောက်ကျွန်တော်အအချိန်နဲ့တပြင်းပြင်းဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုက ူများတို့အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့လည်းမေတ္တာရက်ခံပါတယ်ဒီ video တွေပါဆိုလို့ရှိရင်လည်းအဲဒီမှာဆိုရှင် Microsoft Word အသုံးပြုနေတယ်ကျွန်တော်သင်ပေးထားတယ် keyboard မှာ keyboard တွေထည့်သွင်းပြီး AI keyboard ထည့်သွင်းပြီးပြီးတော့အာ Telegram group တွေဖွင့်ပြီးပေါ့နော်စတာလေးစတာလေးပတ်သက်ပြီးတော့ video တွေအများကြီးကျွန်တော်တင်ဆက်ပေးထားဖြစ်ပါတယ်ကွန်ပျူတာမှာ keyboard ညှိတာတွေစတာတွေဖြစ်ပေါ့နော် Windows တင်ကြီးတွေစတာကိုကျွန်တော်တင်ဆက်ပေးထားပါတယ် ခုမှပေါ့နော်ဒီတင်ညာကိုလေးစားနေလို့ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်အမားတွေလောဆက်တရှိရင်လည်းအလုံးစုံတောင်းပန်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပြီးတော့မှပြန်တွေ့ကြမယ်ဘိုင်ဘိုင်